Vice of Football Facebook နဲ့ YouTube channel ရနေပြီးတော့ကြိုဆိုပါရစေ။ဒီတစ်ပတ် podcast season မှာတော့ကျွန်တော်တို့ညီကိုသွားကလက်ရှိကမ္ဘာဘောလုံးလောကမှာတော်တော်လေးကိုထူးထူးခြားခြားထိုးထွက်နေတဲ့တိုက်စစ်မှုတွေနဲ့ပတ်သက်တဲ့အမြင်လေးတွေကိုဆွေးနွေးသုံးသပ်ပေးသွားမှာဖြစ်ပါရစေ။ဒီ season မှာတော့ကျွန်တော်နဲ့အတူညီငယ်တွေဖြစ်တဲ့နိုင်လင်းအောင်နဲ့ဥက္ကာတို့ကပါဝင်ပြီးတော့တင်ဆက်ပေးသွားမှာဖြစ်ပါရစေ။မင်္ဂလာပါညီလေးတွေ။မင်္ဂလာပါ။ကဲဒီ2025ကနည်းနည်းလေး ထူးခြားတယ်လို့ပြောရမလားဟုတ်ပါတယ်ဒီယာတီရဲ့၄ပုံ၃ပုံလောက်ပါပဲတိုက်စစ်မှုတွေကပြိုင်ဘက်တီပြိုင်ဘက်ကစားသမားတွေရှားမှာတိတက်တာကိုထိုးထွက်လာတဲ့အနေအထားမျိုးတွေ့ရတယ်ပေါ့နော်ရှင်းနှစ်တွေမှာဆိုရင်ဒါဆာလာလို့လူကစားသမားမျိုးတွေတကယ်ကိုထိုးထွက်လာပြီးတော့ဆာလာဆိုဒါတရားတည်တောင်မဟုတ်ပါဘူးဆာလာဆိုတောက်လျှောက်ဒီတောင်မှကစားသမားတယောက်အနေနဲ့ဒီလို level ကိုထိန်းထားနိုင်ခဲ့တာအထင်ကြီးစရာလည်းကောင်းပါတယ် ရှစ်နှစ်တွေမှာကြည့်မယ်ဆိုရင်ဗနီးစီယက်တို့က volunteer အစိုးရအနီးကပ်ဆုံးချိန်ကျသူဖြစ်လာတယ်။ဂိုးတွေလည်းအများကြီးသွင်းတယ်။စောင့်ကြည့်ရမယ့်ကစားသမားတွေဖြစ်လာပြီမဲ့ဒီ2025ပြည်ကြေးနှစ်ကြမှာတော့ဒီအထောင်တိုက်စစ်မှုတွေရဲ့အခက်အခဲကပိုပြီးကြီးမလာ။အဲ့ဒီထဲမှာကစားသမား၃ယောက်ကိုတတိထားမိတယ်။အဲ့ဒီကစားသမားတွေကဒါဘိုင်ယန်မြူးနစ်တင်းရဲ့အင်္ဂလန်တိုက်စစ်မှု Hurricane မန်စီးတီးတင်းရဲ့ Norway တိုက်စစ်မှု Haaland ရဲ့ Real Madrid တင်းရဲ့ပြင်သစ်တိုက်စစ်မှု ဖာပေးမယ်နော်ဘာပေကတော့တိုက်စစ်မှုဆိုပေမဲ့သူ့ရဲ့ပုံမှန်နေရာကတော့တောင်ပံကနေမှဒီသူ့ရဲ့ row ကိုပြောင်းပြီးတော့ကိုသွင်းသူနေရာကိုရောက်လာခဲ့ခုနှစ်ယောက်ကတော့တကယ်ကိုလက်ရှိ modern တိုက်စစ်မှုလို့ပြောလို့ရတယ် traditional နဲ့ number 9လို့လည်းပြောလို့ရဒီအခန်းကဏ္ဍတွေပိုကြီးလာပြီးတော့တောင်ပံကစားသမားတွေရဲ့စွမ်းဆောင်ရည်ပိုင်းနေနေလေးကျသွားတယ်လို့ထင်ရတယ်ပေါ့အဲ့တော့အုတ်ကပဲလက်ရှိဒီတိုက်စစ်မှုတွေရဲ့ဒီလိုထိုးထွက်လာတဲ့အပိုင်းနဲ့ပတ်သက်ပြီးတော့ တိုက်စစ်မှုတွေအခမ်းအကဏ္ဍဘာကြောင့်ပိုကြီးလာလဲဒီကစားဟန်နဲ့ဆိုင်လာဒီတွားနေတဲ့ system နဲ့ဆိုင်လာဘယ်ပိုင်းကအဓိကဖြစ်မလဲဒီပေါ်မှာညီလေးအမြင်လေးပြောပြပါဦးဟုတ်ကဲ့ပါဆိုတော့ကျွန်တော်ဘောလုံးလောကကတဖြည်းဖြည်းနဲ့ဟိုပို့ပြီးတော့ရှေ့ကိုရောက်လာတယ်ဆိုပေမဲ့လက်ရှိ trend တွေကတော့ ထောင်တိုက်စင်မှုပြန်ပြီးတော့ရလာတာကျွန်တော်ခေစီကြောင်တကြောပြန်လဲလာတယ်အထောင်တိုက်စင်မှုတွေအတွက်အခွင့်အရေးပြန်ပြီးတော့ရလာတယ်တိုက်စင်မှုတွေအတွက်အယံအားရစရာကောင်းတဲ့အခြေအနေတခုကာလတခုကိုပြန်ပြီးတော့ရောက်လာတယ်လို့ပြောလို့ရတယ်ဆိုတော့ပြီးခဲ့တဲ့ရာသီချိုရာဒီတောင်မန်ကစားသမားတွေတောင်မန်တိုက်စင်ကစားသမားတွေဂိုးတွေအတွင်းနဲ့ okay အဆင်ပြေတယ်ဒါပေမဲ့လည်းတကယ်ကိုဘောလုံးရဲ့အစစ်မှန်ဂိုးသွင်းသူကအထောင်တိုက်စင်မှုစစ်စစ်ဆိုရင်ပို့ပြီးတော့မှကြည်ရတဲ့အခြေအနေတွေကြည်ရတဲ့ပွဲတွေမှာအရသာရှိတယ်ပြီးကြတော့ဒီဟာဒီမှာခုနကကိုဆိုပြီးပြောခဲ့တဲ့တိုက်စင်မှု၃ရောက် တကယ်ကိုထိုးထွက်လာတာကဘောလုံးလောကအတွက်ကိုကျွန်တော်ကြည့်နေတဲ့ပြည်သက်တော့ပါတကယ်အားရစရာကောင်းတယ်ဘာလို့လဲဆိုတော့ဒီကစားသမားတွေက အမှန်တကယ်ကိုကောင်းတဲ့ခြေစွမ်းနဲ့အမှန်တကယ်ကိုကောင်းတဲ့ level top level တစ်ခုမှာနောက်ကျလာတစ်ခုတည်းရှိနေတာဆိုတော့ဒီကစားသမားတွေကဒီဟာဒီမှာအရန်ပုံစံကောင်းနေနဲ့ထိုးထွင်းလာတာကဘောလုံးလောကအတွက်အရန်ကောင်းတယ်လို့ကျွန်တော်တို့ထင်တယ်။တခြားဒီတရားဒီကစားပြီးတော့ဂိုးတွေအများကြီးသွင်းပြီးကောင်းကွာတဲ့ကစားသမားတွေအောင်မြင်မှုတွေရသွားတဲ့ supply တွေရသွားတဲ့ကစားသမားတွေဒီလိုကစားသမားတွေရဲ့ level တစ်ခုမှာဆက်ထင်းပြီးတော့အောင်မြင်မှုတွေဂိုးတွေသွင်းတာကိုပို့ပြီးတော့ကျွန်တော်တို့ဂျူးဆိုတဲ့ပြီးရဲ့ကစားသမားဒီ ကစားမသုံးရောက်မှာဆိုရင်မတူညီတဲ့ကစားဟန်နေနဲ့အသင်းကိုကိုယ်တိုင်အကျိုးပြုနေတဲ့အာလင်းဟာလန်ဆိုရင်တကယ်လက်ရှိမော်ဒန်ဘောလုံးလောကရဲ့ ပြူကနံပါတ်9တကယ်အကောင်ဆုံးအထောင်တိုက်စင်မှုလုံးစရိုက်ကလို့ပြောလို့ရတယ်ပြီးတော့ Harry Kane ဆိုလည်းဒါအသင်းပေါ်ရင်းနဲ့ link up လေးကစားရဲကိုနေတီဘောလုံးနေဆင်းယူရဲအသင်းရဲ့ကစားကွက်ထဲမှာပါဝင်ပတ်သက်တဲ့ဝင်ပါဝင်ပတ်သက်တဲ့တကယ်ဂိုးလေးသွင်းနိုင်တဲ့အဆွေဆုံးရတဲ့တိုက်စင်မှုလို့ပြောလို့ရတယ်ဘာဖြစ်ဆိုလဲထုံလီလကောင်းမဲ့တောင်မန်တိုက်စစ်ကနေမှတဖြည်းဖြည်းတိုက်စင်မှုပုံစံနဲ့ဟိုချင်းနှစ်ယောက်နဲ့တော့မတူဘူးဒါပေမဲ့လည်းဘာဖြစ်မှလည်းတကယ်ထူးခြားတဲ့ဆွမ်းဆောင်ရည်နဲ့ဂိုးတွေသွင်းနေဆိုတော့မတူညီတဲ့ကစားသမားသုံးယောက်ကိုကြည့်ရတာကဒီကစားသမားတွေရဲ့ခြေထဲမှာဘောလုံးရသွားတိုင်းဘောလုံးထိချက်တိုင်းမှာအရသာမတူတာကိုခံစားရတယ်အဲ့ဒါတစ်ခုကတော့ လက်ရှိ modern ဘောလုံးလောကမှာအထောင်တိုက်စစ်မှုတွေနဲ့ပတ်သက်ပြီးတော့တိုက်စစ်မှုတွေနဲ့ပတ်သက်ပြီးတော့တဖြည်းဖြည်းပို့ပြီးတော့ဒီကစားသမားတွေစီကနေကျွန်တော်တို့အရသာရှိလာတဲ့ပုံစံတွေခံစားရလာတယ်လို့ထင်ပါတယ်မှန်ပါတယ်ဒီတိုက်စစ်ကစားသမားတွေကြီးလိုက်တော့တယောက်ချင်းစီမှာသူတို့တိဆောက်လာတဲ့အချိန်ကာလကြည့်မယ်ဆိုရင် Harry Kane ဆိုရင်အကိုတို့မြင်တာဆယ်စုနှစ်တခုမကတော့ဘူးပေါ့နော် Harry Kane ကဒီ level ကိုရောက်လာတာအခုမှမဟုတ်ဘူး1 season 1နာမဟုတ်ဘူးတရားစီထတောက်ပြီးတော့ superstar တွေယူပြီးတော့ Ballon d'Or ဆုရပြီးပြန်ပြောက်သွားတာမဟုတ်ဘူးမနှစ်ကဆိုဒါအနည်းဆက်ဆုံးပြောပါဆိုရင် Dembele Dembele ကဘယ်တော့မှဒီ Harry Kane တို့ ဘာပေတို့ဟာလန်တို့လည်းပဲမရောက်ခွဲဒါပေမဲ့အသင်းကတရာတီထပြီးတော့အကောင်းဆုံးခြေစံသူကပြတယ်အသင်းကလည်းစူပလာတွေသိမ်းကျွေးယူသွားချိန်မှာသူကဒီကမ္ဘာအကောင်းဆုံးဆိုတဲ့ဘောလွန်ဒေါ်ဆုကိုရပါဒါပေမဲ့ရှေ့မှာလည်းသူကမဖြစ်ခဲ့ဘူးဒီအာဒီမှာလည်း သူဖြစ်ဖို့ရုံးကန်နေရဆိုတော့ဒီလို consistency ရှိရှိနဲ့ကိုယ့်ရဲ့ level ကိုထိန်းထားနိုင်တဲ့ကစားသမားတွေပိုလိုအပ်တယ်ဒါခုနစကားလေးပြန်ဆက်ရရင် Haaland ဆိုတဲ့အခုတည်းထိုင်မြာ Haaland ကစပေါ်လာ7ဘက်ကနေစပေါ်လာပြီးတော့ Dortmund မှာတည်းကဒီ level ကိုရောက်လာ Man City မှာတော့နောက်တစ်ဆင့်ပုံမြင့်သွားတယ် Man City မှာအခုသိသလောက်ဆို300ဒီကစားခဲ့ရမှာ Premier League မှာ108ပွဲမှာဒါ98ဂိုးတကယ်လို့ဒီဒီတပတ်မှာဖြစ်ဖြစ်ဒီတလောမှာဂိုးသွင်းနိုင်ရမှာဆိုဒါ Premier League သမိုင်းမှာဂိုး100အမြန်ဆုံးပြည့်တဲ့ကစားသမားဖြစ်လာအရင်တော့ Alan Shearer က124ပွဲမှာဂိုး100နဲ့ ပရီးမီးယားလိမှာဂိုးတရအစောဆုံးပြီးတဲ့ကစားသမားမှတ်တမ်းကိုပိုင်ဆိုင်ခဲ့တယ်။သူကနောက်တစ်2ကိုရရဲ့ကြည့်ပြီ။ပြည့်တော့မယ်ဆိုတော့တကောကြောက်စရာကောင်းတယ်။ပြီးတော့နောက်တစ်ချက်ချန်ပီယံလိတွေကြည့်ရင်းနဲ့ဟာလန်နဲ့ပတ်သက်ပြီးသတိထားမိ။ဟာလန်ကမတူညီတဲ့ကလပ်အသင်း၃နဲ့မှာတဲ့ချန်ပီယံလိကို၅ဘွဲ့စက်တိုက်ဂိုးသွင်းနိုင်ခဲ့တာ။အခုမနေ့ဒီတပတ်မှာပဲဒါမန်စီးတီးနဲ့အတူဒေါ်မွန်ဘက်ကိုဂိုးသွင်းသွားခဲ့တယ်။ဒေါ်မွန်မှာရှီတုံးကလည်း၆ဘွဲ့စက်သူကသွင်းခဲ့မှုတယ်။အဲ့ရှင်မှာဆဲဘတ်စ်မှာလည်းသူစပေါ်ကာစားအချိန်မှာ၅ဘွဲ့စက်ဂိုးသွင်း။တကယ်ကိုကြောက်စရာကောင်းတဲ့တိုက်စစ်မှုဆိုတာ လုံးဝညင်းစရာမရှိတဲ့ကစားသမားဒါသူတယောက်တည်းမဟုတ်သူနဲ့အပြိုင်ဟယ်ရီကိန်းရောဘာဘေရောကမတိမ်မရင်ယာတိကုံကဘသူကဂိုးပိုးသွင်းမယ်လို့ဆိုတာဘာမှပြောလို့မရသေးဘူးဆိုတော့ဒီပေါ်မှာနိုင်လင်းရောက်ရဲ့အမြင်တွေပေါ့ဒီလိုတိုက်စစ်မှုတွေဒီလိုလှုပ်ပြနိုင်တာအဲနည်းနည်းဘောလုံးရဲ့သဘောတရားကနည်းနည်းတပတ်ပြန်လည်လာပြီးတိုက်စစ်မှုတွေ kick တစ် kick ကိုပြန်ရောက်လာပြီလားပေါ့ဒီပိုင်းနဲ့ပတ်သက်ပြီးတော့ဒီခြေနေလေးပေါ်မှာညီလေးအမြင်လေးတွေပြောပြပေါ့ဟုတ်ပါတယ်ကိုဘယ်လိုပြောရမလဲဘောလုံးမဟုတ်ပါဘူးဒီတခြားကဏ္ဍတော်တော်များများ တမိုင်းတကြောပြန်တဲ့ပုံစံလေးရှိတယ်ကျွန်တော်တို့နောက်ဆုံး fashion ပဲကြည်ကြည် fashion ဆိုရင်ကျွန်တော်တို့ဟိုးကျွန်တော်တို့မမွေးရင်လောက်တည်းကဒီလိုခေါင်းလောင်းပေါင်းမီပေါင်းမီအပွားလေးအောက်အောက်အောက်အပွားလေးဖြစ်တာလေးတွေကအခုပြန်ပြီးတော့ပြန်ခေစားလာပြန်အောင်အဲဆိုတော့ဒီဘောလုံးလောကမှာလည်းထိုးနီးလကောင်းပဲအဲဒီအသုံးပြုလာတဲ့ဒီ နီးပြတွေရဲ့နီးပြွားတွေပြီးတော့ထပ်ပြီးတော့တက်နေတဲ့အခြားသောအပိုင်းတွေအပြောင်းလဲဝတွေအများကြီးရှိသည့်တိုင်အောင်အချိန်တန်ကြလို့ရှိရင်ဒီအတင်းတင်းကောင်းမှုအတွက်ကိုအတင်းပြန်ပြီးတော့ trend တစ်ခုပြန်ပြီးတော့လိုက်နိုင်ဖို့အတွက်ဒီသူများကောင်းနေတဲ့အတင်းတွေရဲ့ trend တွေကိုပြန်ပြီးတော့လိုက်မိရတယ်အဲအဲ့ဒီနောက်ပိုင်းမှာ barricade ပါလာဆိုတော့ဒီနေ့ဆိုလို့ရှိရင်ဒါတကယ်ဘောအခွင့်ရေးတခြားသောလက်ပစ်ဘောမြောက်ထဲတာတွေဒါတွေကတော့လူပြောပြန်များလာအောင်နော်အဲ့ဒီနောက်မှာထပ်ပြီးတော့ cap ပါလာတော့ဒီအခုခုတည်ထားတဲ့ကျွန်တော်တို့တိုက်စင်မှုတွေပြန်ပြီးတော့ဝင်ထွားလာတဲ့အပိုင်းပဲအရင်ကဒီ6နှစ်များမှဆိုလို့ရှိရင်ဒါ တိုက်စစ်မှုဆိုတော့ညာလဲတိုက်စစ်မှုကကိုသွင်းဖို့အတွက်မဟုတ်ဘဲနဲ့ပြိုင်ဘက်အသင်းရဲ့ဒီခန်းစစ်ဇုံဘဲအနှောင့်အယှက်ပေးနေအောင်မှရလောက်တယ်ဆိုရဲဒီပုံစံမျိုးတွေကိုနှိပြတွေကထွင်ကြတယ်ဒါနောက်ပိုင်းမှာဆိုရင်အခုတက်တိလည်းရှိပါသေးရဲ့ဒါယောဂရက်ဆိုလို့ရှိရင်လူသလောက်ဂိုးမသွင်းနိုင်သေးဘူးအာဆင်နယ်မှာဒါပေမဲ့ယောဂရက်ကပြိုင်ဘက်ခန်းစစ်ကြောင်းတည်သွားပြီးတော့ first ဆော့ပြီးတော့ကန်တယ်ဖိအားရမ်းပေးတယ် press ပေးတယ်ဒီလိုကစားသမားမျိုးတွေလည်းရှိသလိုဒီလိုကစားသမားတွေကမှအထောင်တိုက်စစ်မှုတွေထဲမှာအခုကတော့ဒါအရန်အပြောအများဆုံးဖြစ်နေတဲ့ဒါ Haaland Harry Kane ပြီးတော့ Mbappe ဒီကစားသမား၃ယောက်ကဂိုးတွေသွင်း င်းနေတယ်ဆိုပေမဲ့ကျွန်တော်အမြင်ကြတော့တောင်းအောင်လုံးကတော့မတူညီတဲ့ function တွေသူတို့ကသူတို့ရှိတာဟာလန်ဆိုလို့ရှိရင်ဒါအသင်းရဲ့တာဝန်တော်တော်ထမ်းမိုးထားတယ်လို့လောလောဆယ်မှာကျွန်တော်တို့ခံစားရတယ်ဒီအတွက်ဟာလန်ကူတော့ဒီတောင်းအောင်ထဲမှာကျွန်တော်ပို့ပြီးတော့ဒီဒီနှစ်မှာပို့ပြီးတော့ဖြစ်ထွန်းနေတယ်ပို့ပြီးတော့ဝင်ကြွားနေတယ်လို့တော့ကျွန်တော်အမြင်နဲ့အဲ့လိုဆိုလိုခြင်းအဖြစ်ဒီတစ်ပတ်နှစ်ယောက်ရဲ့အရေးသွေးကိုနှိမ့်တယ်လို့တော့ဆိုလိုတာမဟုတ်ပါဘူးအမ်ဘာပေဆိုလို့ရှိရင်သူ့အသင်းမှာထုံနီလက်ကောင်းပဲတော်တော်တာဝန်ယူထားတာတွေ့ရတယ်ဒီပြီးခဲ့တဲ့ဂျာရဲ့ဒီလီဗာပူးနဲ့ပွဲမှာဆိုလို့ရှိရင်အသင်းရဲ့ကစားသမားတွေတချို့ဖောင်းအောင်နေသည့်တိုင်အောင်သူတယောက်တည်းပြေးလွှာ ပြီးတော့လုံချင်စော်တွေများရတယ်ဒီလိုခိုက်တက်နေရှိရဲအဲဟယ်ရီကိန်းကြတော့လေ တမျိုးလေးပဲ hurricane ကကြတော့ကျွန်တော်တို့ premier league မှာမြင်တွေ့ရတဲ့ပို့ပြီးတော့ perfect ဖြစ်လာတယ်လို့ခံစားရတယ်အဲ့လိုဖြစ်အောင်လဲသူတွဲဖက်ရတဲ့ကစားသမားတွေကအရန်ကောင်းမတဲ့အချိန်မှာ hurricane ကတော့လုံးဝအခုမြင်းကိုဂျိုတက်ပေးသလိုဖြစ်သွားပြီပေါ့နော် hurricane နဲ့ပတ်သက်ပြီးတော့ဘာမှ trade ပြောစရာမလိုတော့ hurricane နဲ့ပတ်သက်ပြီးတော့ဒါသူ့အတွက်တော့ supply တွေထပ်ပြီးတော့ကင်မြောင်းဖို့ပဲရှိတော့တယ်ဒီကစားသမားတောင်းထဲမှာဆိုလို့ရှိရင်တော့ဒါကျွန်တော်ကကပြောရဲဟာလန်ကတော့ကျွန်တော်အတွက်တော့ဒီလက်ရှိကာလအပိုင်းချမှာပို့ပြီးတော့အသင်းကိုတာဝန်ယူထားရတယ်သူယူပေးထားတဲ့အမှတ်တွေသူလက်ရှိနီးပြကွာရီဟိုလာအရင်ဖိအားမဝင်အောင် သူစွမ်းဆောင်ထားတဲ့အပိုင်းတွေအများကြီးရှိလာတယ်ပေါ့အဲ့လိုဖြစ်အောင်လဲအဲနီပြဂွာရီယိုလာကိုရန်ဟယ်ရီကိန်းဟိုဟာလန်ကိုပဲပို့ပြီးတော့ဘောလုံးပေးတာတွေတယ်ဆော့တာတွေပို့ပြီးတော့ပြုတ်လုလာတယ်ပေါ့ရှင်းနှစ်ပိုင်းခြားမှာထက်တောင်မှာဒီနှစ်မှာပို့ပြီးတော့အဲဒီမန်စီးတီးနဲ့မန်စီးတီးကစားသမားတွေကဟာလန်ကိုပို့ပြီးတော့အခွင့်အရေးတွေပေးလာတယ်လို့ ကျွန်တော်ကတော့မြင်မိတယ်ဆိုတော့ဒီလိုတိုက်စစ်မှုတွေပြန်ပြီးတော့ထိုးထွက်လာခြင်းအဖြစ်ကျွန်တော်တို့ဘောလုံးလောကတစ်ခုကအဲ့ဒီအရင်တော့ KSC ကြောင့်တစ်ခုကိုပြန်ပြီးတော့ရောက်သွားသိအောင်ရှိပေမဲ့လေဒါကကျွန်တော်တို့ဘောလုံးလောကမှာမြင်တွေ့ခြင်းတွေအရာတွေလို့ကတော့ကျွန်တော်ကတော့ခြေပူရယူချခြင်းပါတယ်ဘာလို့လဲဆိုတော့ဟိုဘောလုံးတဲ့မှာကခန်းစစ်ကစားသမားခန်းစစ်မှာပုံစံကောင်းပြရမယ်အဓိကအခြေခံပေါ့နော်ခန်းစစ်မှာပြရမယ်ကွင်းလေကစားသမားကလည်းဒါတိုက်စစ်ကိုပံ့ပိုးပေးတာတွေခန်းစင်းနဲ့လိမ့်ပတ်လုပ်တာတွေပေးကလုပ်တာတွေဒါတွေကိုအများကြီးလုပ်ပေးရတယ်ပေါ့ အဲ့လိုမျိုးအပိုင်းနေနဲ့ကျွန်တော်တို့ကမြင်ကျင်တာပေါ့နော်ဘောလုံးပွဲတွေကိုအခုကကြတော့ခန်းစင်ကစားနီးပြားတွေရဲ့ဒီ view အပြောင်းလဲတွေကြောင့်ခန်းစင်ကစားသမားတွေကဒါကွင်းလေထီရောက်အောင်ရောက်တယ်ရှေ့ထီရောက်အောင်ရောက်တယ်ဘိုးခန်းစင်ကစားသမားအလေကျောင်းနေပြီးတော့တိုင်းစီတီလိုက်ပါရတဲ့အပိုင်းတွေရှိတယ်မစိုးပါဘူးဒီအတင်းတိုင်းကသူ့နေပြီးပါနဲ့သူအကောင်းဆုံးသွားနေတဲ့အခိုက်အတန့်တွေမှာအပြောင်းလဲတွေအများကြီးဖြစ်လာတဲ့အချိန်မှာနည်းနည်းဟိုလိုက်မှတ်ရတဲ့လူတွေတော့ရှုပ်ထွေးလာတယ်ဗျာကြီးရတဲ့လူတွေတော့နည်းနည်းရှုပ်ထွေးလာတယ်အခုကျတော့တိုင်းစစ်သမားကတော့ကိုသိနေဒီ ဖန်တီးပေးရမယ်လို့ကဖန်တီးတယ်လုံးဝဒီအရင်ပုံစံလေး file လေးတော့နည်းနည်းပြင်ရတယ်လို့ခံစားမိတယ်မဒီလိုဖြစ်လာတဲ့အဲမှာလည်းအခုဒါပြောနေရလေးနားထောင်ရင်လည်းဟိုသတိထားမိလာပါဘောဒါမက်ဆီရိုနယ်ဒိုခစ်လွန်မှာမှုလေဒီလိုကစားသမားတွေပို့အခွင့်အရေးရှိလာတယ်အရင်တော့ဆိုတော့တို့ရဲ့လွှမ်းမိုးမှုနဲ့ဘလောက်ပဲတိုက်စစ်မှုတွေကကောင်းကောင်းတို့မကြော်ဘူးအဲ့နောက်မှာဆိုရင်ဘန်ဇီမာထင်တယ်နော်ဘန်ဇီမာချန်ပီယံလိဂ်တွေယူပြီးတော့ဒီလိုတိုက်စစ်မှုတွေထဲမှာဒါ ဘောလန်ဒေါစုကိုရရခဲ့တယ်။ဟဲ့ဒါလီဝန်ဒေါစကီဆိုရင်တပတ်စုလာမသူရခဲ့တယ်ဆိုတော့အခုမနစ်ကောင်ကဒီတောင်ဝန်တွေထဲမှာအရန်အလုပ်လုပ်ခဲ့တဲ့ဒါဒမ်ဘီလီတို့ဒီရှာမဲတို့ဆလာတို့တို့ကစားမားတွေဒီနေ့မှာအကုန်လုံးကပုံမှန်အောက်ကိုရောက်သွားပြီးတော့ဒီ တိုက်စစ်မှုတွေအခမ်းကဏ္ဍပို့ပြီးကြည်လာအဲ့တယောက်ချင်းစီအပေါ်မှာညီလေးအမြင်လေးလဲသူတို့ဒီဟာဒီစွမ်းဆောင်ရည်နဲ့ပတ်သက်ပြီးတော့ညီလေးအမြင်လေးပေါ့နော်အဲ့ဒါလေးနဲ့ပတ်သက်ပြီးတော့လဲညီလေးပြောပြပါကျွန်တော်တို့ဟာလန်နဲ့ပဲဆက်လဲအောင်ဟာလန်ကကျွန်တော်တို့လည်းပို့ပြီးတော့ရင်းနေတယ်ဆိုတော့ပရီးမီယာလိမှာလည်းကစားနေတဲ့ကစားသမားဖြစ်တဲ့အတွက်အာလင်းဟာလန်ရဲ့အခြေအနေကတော့လက်ရှိချိန်မှာသူ့ကိုအားကိုးနေရတယ်ဆိုတော့ကြောင့်လဲသူ့ရဲ့လုံနိုင်စွမ်းကကျွန်တော်တို့မျှော်လင့်ထားတဲ့အများကြီးပို့ပြီးတော့ကောင်းပြောချင်တာအာလင်းဟာလန်ဂိုးသွင်းတာမထူးဆန်းတော့ဘူးဖြစ်သွားပြီ မန်စီးတီးလို့အဓိကတော့အသင်းလဲပေါ်တာပေါ့လေကစားသမားတယောက်ခြေစွမ်းပြနေဖို့ဆိုရင်အသင်းကလည်းစူပွဲမှုကောင်းကောင်းနဲ့ပုံမှန်လမ်းကြောင်းပေါ်မှာရှိနေမှာပို့ပြီးတော့ကစားသမားနဲ့အသင်းနဲ့တဟဆာတာဖြစ်မှာဆိုတော့အသင်းကလည်းလတ်တလောပုံစံကောင်းပြရနေတဲ့အချိန်မှာအာလင်းဟာလန်ရဲ့လုံနိုင်စွမ်းတွေကအများကြီးပြီးရရသည်ရတဲ့အများကြီးပို့ပြီးတော့ကောင်းလာတာတွေ့ရဆိုအာလင်းဟာလန်အတွက်ဒီဟာဒီမှာဂိုးတွေတောက်လျှောက်ရတယ်ဒီဟာဒီပရီးမီးယားလိမှာဆိုရင်ဒါဗီလာနဲ့စပါက လွယ်ပွဲနှစ်ပွဲကလွယ်လို့ကျန်တဲ့ပွဲတွေမှာကိုရီကုံသွင်းနိုင်တယ်နိုင်ငံတကာပွဲမှာလည်းနော်ဝေးသင်းတို့ကိုရီတောက်လျှောက်ရတယ်ပြတော့တခြားသောပြိုင်ပွဲစုံတွေမှာလည်းကိုရီရပြီးတော့အာလင်းဟာလန်ရဲ့ဂူရီကပြောချင်တာကလုံးဝဟိုမရက်တန်တော့တဲ့အထီးဖြစ်သွားတာဟိုမုံတိုင်းလိုလှိုင်းလုံးတွေလိုအာလင်းဟာလန်ကိုရီဒရက်ဇက်ပါလား အသင်းကောင်းရင်ကောင်းတယ်လို့သူကောင်းရင်ကောင်းတယ်လို့ carry ပေးနေတဲ့မှာတဖြည်းဖြည်းပို့ပြီးတော့ကြောက်เสียကောင်းလာတဲ့ကစားသမားဖြစ်လာတယ်။လူစီချန်ပီယံလိမှာဆိုလဲကိုရီတောက်လျှောက်ရပြီးတော့မှ Ronaldo တင်ထားတဲ့ချန်ပီယံလိဂိုး120ကျော်စံချိန်တော့မှဒီနောက်3-4နှစ်လောက်ဆိုရင်ကြော်ဖြတ်လာနိုင်ကြီးရှိတယ်ဆိုပြီးတော့ခံမှန်းမှုတွေရှိထားတော့ Arlen Haaland ရဲ့ဂိုးသွင်းနှုန်းတစ်ခုတည်းကအရန်ကိုကြောက်เสียကောင်းတယ်အားရเสียလည်းကောင်းတယ်ဆိုတော့ဒီအချိန်နေမှာတော့ အသင်းပေါ်လည်းမူတည်တာပေါ့အသင်းကကောင်းနေကစားသမားပို့ပြီးတော့ကောင်းနေလိမ့်မယ်ပြီးခဲ့တဲ့ရာသီမှာအသင်းနည်းနည်းလေးဒါမှမဟုတ် City နည်းနည်းလေးပြန်ကျသွားတဲ့အချိန်မှာဆိုရင်အားလဲဟာလဲနည်းနည်းလေးတန့်ပြီးတော့မှတိတ်ပြီးဂိုးတွေမရတာမျိုးတော့ရှိတယ်ဒါပေမဲ့လည်းဒီရာသီမှာတော့ဟာလဲရဲ့ခြေစွမ်းဟာလဲရဲ့ twin ဂိုးတွေကတော်ပြီးကြောက်စရာကောင်းလာအန်အောစီတယ်ပေါ့ပြောချင်တာအားလဲဟာလဲကောင်းတာသိတယ်ဆဲဘက်မှာလည်းကျွန်တော်တို့စာပြီးသိခဲ့ကြသောမှာဒေါ်မိုမှာဂိုးတွေအရန်သွင်းနေတော့ဂျာမန်မြေမှာဂိုးတွေသွင်းနေတာโอเคပရီးမီးယားလိမှာလာပြီးဘာလို့ပြအောင်လဲတကယ်ကြောက်စရာကောင်းတဲ့ နှုံထောက်ပရီးမီးယားလိမှာပို့ပြီးပြလာပထမဆုံးရာသီနော်36ကိုဟုတ်ကဲ့ပါ2ရာသီသက်ကိုသွင်းရွှေဖနာစုရာပြီးခဲ့ရာသီမှာတော့မရပါဘူးတရားသီမှာလည်းသွင်းကိုအများဆုံးကစားသမားနေရာမှာရက်တည်နေဆိုတော့အာလင်ဟာလန်နဲ့ပတ်သက်ပြီးတော့ကိုရီဆိုရင်ဟာလန်ကိုပဲကျွန်တော်ပြေးပြင်းနေတခြား function တွေမှာတော့တခြားကစားသမားတွေကပို့ပြီးတော့ဒီ war rate တွေ war load တွေများတာမှန်ပေမဲ့ကိုသွင်းဖို့တသက်တီးသက်အမွေးဖွားလာတဲ့ကစားသမားတစ်ယောက်အနေနဲ့ကတော့လက်ရှိ မော်ဒန်ဘောလုံးလောကမှာအာလင်းဟာလန်ကအပြည့်စုံဆုံးဆိုကျွန်တော်ယူဆရတယ်။ဟုတ်ကဲ့ပါအဲ့တော့ဒါဟာလန်အကြောင်းကတော့ဒါညီလေးပြောသွားတော်တော်လေးလေပြည့်စုံပါတယ်။သူ့ကိုကြည့်ရတာလေဒီဟာဒီဂွာဒီယိုလာရဲ့ဒီအိုင်ဒီယိုလော်ဂျီပြောင်းလဲမှုနောက်မှာလေလိုက်လျောညှိထွေဖြစ်ပြီးတော့သူကတကယ်ကိုအသင်းရဲ့အရေးကြီးဆုံးသားမှဖြစ်တာအထူးသဖြင့်ဒီနောက်ပိုင်းနှစ်တွေမှာဘောလုံးတွေကိုတိုက်ရိုက်ပေးတာတွေဒီပါတီကယ်ဘောလုံးပေးပို့မှုတွေကိုပိုဦးစားပေးလာတယ်။အနည်းဆက်ဆုံးပြောပါဆိုဘုံပေါင်းတဲ့ပွဲမှာသွင်းသွားတဲ့နှစ်ခုကမျက်လုံးနဲ့လုံးဝမထွက်တာ။တကယ်ကိုဒိုင်နမစ်တကယ်ပါဝါရင်ဂျာကြီးတကောင်မြင်ရသလိုပေါ့နော်။ထွက်သွားတယ် ောက်ကပြေးလိုက်ပြီအဲ့ဂိုးလေးကိုသူအဆုံးသတ်သွားရတယ်ကဒါဟာလန်ဟာလန်ရဲ့ treatment လို့တောင်ဖြစ်နေရဆိုတကယ်ပါဟာလန်ကကြောက်စရာအကောင်းဆုံးတိုက်စစ်မှုအသက်ရွယ်အပြင်လည်းအခုမှသူကအရွယ်ကောင်းမှရှိတယ်နောက်ပြီးထက်တက်လာအောင်ပဲလက္ခဏာတွေအများကြီးရှိတယ်အဲ Harry Kane လို့ဆိုရင်သူအသက်ရွယ်ရဆိုဒါကအကောင်းဆုံးအရွယ်ကျော်လွန်စားပြုလာပြီအကောင်းဆုံးရရောက်နေနောက်သိအချိန်သိမရှိတော့ဘာပေနဲ့ဟာလန်ကမက်ဆီဒိုလေးလွန်မှာသူတို့နှစ်ယောက်ကိုရှင်တွဲပြီးမြင်ခဲ့ပြီနှစ်ယောက်စလုံးကအကြောင်းမတိုက်ဆိုင်စွာနဲ့ တူချင်းစုစိတ်တွေမှာ volunteer စုကိုကက်လွဲပြီးတော့အခုထိမရကြတယ်တကယ်ဆိုဘာပဲဆိုရင်ကမ္ဘာဖလားလည်းရထားဘူးတယ်သူရတူချင်းလည်းဘာမှပြောစရာမရှိဘူးဒါပေမဲ့သူကစားခဲ့တဲ့ PSG မအောင်မြင်ခဲ့တော့သူစုမရဘူး Real Madrid ကိုရောက်တယ်ဘာပဲကတော့ခြေစွမ်းပြစားပဲကိုးတွေတော့တွင်းနေသေးပဲဒါပေမဲ့သူ့အတင်းကစုပလားမရပြန်ဘူးထက်လွဲခဲ့တယ်ဆိုဘာပဲအတွက်လည်းအချိန်ကတန်နေပြီဆိုတော့ဘာပဲနဲ့ပတ်သက်ပြီးတော့နိုင်လဲရဲ့အမြင်လေးပေါ့သူရဒီအားဒီစွမ်းဆောင်ကြီးသူရကစားဟန်နဲ့ပတ်သက်ပြီးလည်းပြောပြပေါ့ အဲဘာပေးကိုရောဒါကျွန်တော်တခြားကျန်တဲ့ဟာလန်ကောဟယ်ရီကိန်းရောကိုကျွန်တော်တစ်စကားလေးပြောချင်တာကဒီကစားသမားတောင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဘယ်တော့မှတန်တရားမရှိခဲ့တဲ့မှာတော့ပါတော့ဗောနော်အမ်ဘာပေးဆိုလို့ရှိရင်ဒါတန်တရားရှိခြင်းစရာကောင်းတာကခြေစွမ်းနဲ့ပတ်သက်ပြီးတန်တရားမရှိဘူးသူ့ရဲ့စိတ်နေစိတ်ဓာတ်သူ့ရဲ့ဝင်ကြွားလိုတဲ့စိတ်ဒီ PSG မှာဖြစ်ခဲ့တဲ့စိတ်နေစိတ်ဓာတ်အရာကျွန်တော်ဘာပေးကိုဟို ကာလာတစ်ခုကြာတော်တော်လေးညမုံကျခဲ့တယ်ပြောရမယ်ဆိုဒါတော်တော်များများလည်းအဲ့လိုမျိုးရှိမှာပါအသင်းထက်မှဘသူကမရှိရတဲ့အချိန်မှာသူကဥက္ကဋ္ဌ level လို့မျိုးလောင်းတဲ့ဒါ PSG ကိုချိန်လဲခဲ့တဲ့အပိုင်းဒီမှာဆိုရင်ဘာပဲနဲ့ပတ်သက်ပြီးဟိုတော်တော်လေး ခံစားခဲ့ရပါဘောနော်ဒီကိုဖြစ်စေခြင်းတဲ့ပုံစံတစ်မျိုး သူသွားနေတဲ့ဝေးကအသက်ငယ်ငယ်ရွယ်လေးနဲ့အရန်ဝင်ကြွားပြီးတော့မမနာတွေထောင်လွားတဲ့ပုံစံမျိုးဖြစ်ခဲ့တယ်။ဒါပေမဲ့သူပြောင်းကျင်တဲ့သူ့ရဲ့ငယ်ဘဝအိမ်မက်လက်ရှိ real ကိုပြောင်းလာတဲ့အခိုက်အတန့်မှာတော့သူအဲ့ဒါတွေကိုတော်တော်လေးရော့ချော့ချသွားတာကိုကျွန်တော်တွေ့ရတယ်။ဒါလေးကတော့သူပြောသွားတာ။ဒါလေးကတော့တော်တော်လေးဘာပဲနဲ့ပတ်သက်ပြီးတော့အကောင်းဘက်ကပြင်ပြလာတဲ့အပိုင်းဒီ တိုက်စစ်ပိုင်းမှာသူရဲ့စွမ်းဆောင်အပိုင်းနဲ့ပတ်သက်ပြီးလို့ရှိရင်တော့ကျွန်တော်ကတော့အမြဲတမ်းတန်တရားမရှိဘူးဒီဒီနေ့ဘောလုံးရသည်မှာလဲဒါအခြားသောကစားမနှစ်ဦးလောက်ဂုံးမသွင်းနိုင်ဘူးဆိုရင်တော့မှဒါအခြားသောဒီဥယောပါထိုင်တန်းလေးကဘယ်တိုက်စစ်ကစားသမားနဲ့မဆူဘာပဲကောင်းကောင်းရှင်းလို့ရတယ်အခုအထောင်တိုက်စစ်မှာတော့မဟုတ်ဘူးသူ့မှာလိုအပ်လို့ရှိရင်ဟိုကွင်းလေဒီအတင်းရဲ့ကွင်းမှချမ်းဒီဘောလုံးတယောက်နဲ့ဆွဲပြေးပြီးတော့ယူပြီးတော့ကန်သွင်းတဲ့ပုံစံတွေတွေ့ရတယ်ဒါသူ့ရဲ့ကြိုးစားထုံးမှုသူ့ရဲ့လိုအားနှုန်းက ဘယ်တော့မှတန်တရားမရှိစေတဲ့အကြောင်းအရာပဲဆိုတော့ဟိုတနေ့ကတော့ကျွန်တော်တို့ကန်သွားတယ်လီဗာပူးနဲ့ပွဲမှာဆိုလို့ရှိရင်ဒါပြန်ကောက်သွားလို့ရှိမှာနော်လီဗာပူးနဲ့ပွဲမှာဆိုသူသူ့ရဲ့အခွင့်အရေးဘာမှမရှိသလောက်ကိုရှားခဲ့ရတယ်ဟိုလီဗာပူးရဲ့ကောင်းတဲ့ကစားဟန်အကြောင်းတပိုင်းအသင်းရဲ့တခြားသောကစားသမားတွေဖောင်းနေတာတပိုင်းဘာပေအတွက်တော်တော်လေးဟို မကြည့်နိုင်ဖြစ်ခဲ့ရတဲ့အခိုက်အတန့်ပေါ့နော်တော်တော်လေးရုန်းကန်ခဲ့ရတဲ့အပိုင်းဒါကတော့ဘာပေမှဖြစ်နေတာဒီချန်ပီယံလိမှာဘာပေကတော်တော်လေးတာဂက်ထားခံနေရသူလာလီကာမှာလက်လက်လက်လောပုံစံကောင်းပြပြနေပြီပဲဟိုချန်ပီယံလိမှာတော့ပြီးခဲ့တဲ့ပွဲနှစ်ပွဲစတိုင်းဘာပေနည်းနည်းလေးဖောင်းအောင်သွားတယ်အဲ့ဖောင်းအောင်ရခြင်းအကြောင်းရလဲပြိုင်ဘက်တည်းရဲ့သူ့ပေါ်တော်တော်လေးအောင်ဆိုင်တဲ့အပိုင်းနေရှိလာလို့ခံစားရပေါ့နော်အဲဘာပေနဲ့ပတ်သက်ပြီးကတော့ဒါကျွန်တော် ခုနကတော့ကောက်ထားတဲ့အတိုင်းပါပဲကျွန်တော်တို့တော့ဘလူးမတန်တရားဖြစ်ပေါ်ရမရှိပါဘူးဒီကစားသမားကကျွန်တော်တို့ခုန Hurricane Harlan အထောင်တိုက်စစ်မှုနှစ်ဦးနဲ့နည်းနည်း possession ပိုင်းလေးကွာရတယ်ဆိုပေမဲ့လည်းဘာဘီကတော့ကျွန်တော်မြင်ရတောင်ပံပဲဖြစ်ဖြစ်တိုက်စစ်ပဲဖြစ်ဖြစ်အများကြီးအတုံးတော်ခံလို့ရတယ်ဒီ Hurricane နဲ့ Harlan ထက်တောင်မှပို့ပြီးတော့ option များများသုံးလို့ရတယ်ဆိုတော့ကစားသမားတူလို့တော့ကျွန်တော်အမြင်နဲ့ဘာဘီကတော့ရှေ့လျှောက်လဲဒီထက်ပို့ပြီးတော့တော့ကောင်းလာအောင်ပဲထင်တာပါပဲမှန်ပါတယ်ဘာဘီကို Real Madrid မှာမြင်ရတာပို့ပြီးရင့်ကျက်လာတယ်လို့ခံစားရတယ်ပြီးတော့အသင်းရဲ့အဓိက ဥဆောင်သူဟိုအတင်းဟောင်း PSG မှာကြတော့သူ့ရဲ့ဒီငယ်ရွယ်တဲ့ဒီအရွယ်လေးနဲ့သူတက်နေတဲ့ဟာပေါ်မှာသူ့ကိုမြှောက်စားခံရတာပေါ့နော်။သူကတခြားတကယ်ကိုနာမည်ကြီးကစားသမားတွေနေမာတို့မက်ဆီတို့ထောင်သူကရှစ်ပူရောက်ခဲ့တာ။ဒါပေမဲ့အဲ့အချိန်တုန်းကလည်းကောင်းခဲ့တာမှပဲ။အခုတော့မင်းကြက်ဘူး။အခုကျတော့သူကအသင်းကိုတကယ်ကိုကျွတ်ကျွတ်နွန်းနွန်းနဲ့အသင်းကိုဦးဆောင်ပြီးတော့ဒါအန်ဆယ်လော်တီလက်အောက်မှာရောအလွန်ဆိုလက်အောက်မှာသူကအသင်းရဲ့အဓိကအကြံဆုံးသမားဖြစ်လာတယ်။အဲ့ကျွန်တော်ဘာကိုသွားတမိသတိထားမိလဲဆိုတော့ဘာပေရောက်လာရင် ဒီဗနီးစီယန်နဲ့သူတို့ပါဝါချင်းပြိုင်ပြီးအသေးရလက်တော့ရင်းရင်ကွာမလားဟုတ်ကဲ့ပါတကူထိခိုက်မလားဆိုပေမဲ့အခုတော့ဘာပေကပိုရှစ်ထွက်သွားတယ်ဆိုတာသူရဲ့စွမ်းဆောင်ကြီးကလုံးဝငင်းစရာမရှိဘူးပနီစီယကလည်းသူ့နေရာသူပဲအကောလုံးလည်းအတင်းမှာစီလုံးကြီးညမှုလည်းကောင်းတယ်ရီယယ်မက်ဒရစ်စူပလာအောင်မြင်မှုကြီးကြီးမားမားရဖို့လည်းချန်ပီယံလိရမယ်လာလီဂါရမယ်အခြားလာမယ့်2026ကောဖလားမျိုးတွေမှာဒီလိုနာမည်ကြီးစားသမားတွေစူပလာရခဲ့မယ်ဆိုတော့ဒီဘောလုံးတွေကိုသူကတေချာပေါက်ချေမြနိုင်တဲ့အနေဒါအဲ့တော့ ဒီနှစ်ယောက်နဲ့မတူတာ Harry Kane Harry Kane ကတော့ဆယ်စုနှစ်တခုလောက်လည်းမြင်ခဲ့ပြီ Premier League မှာလည်းစံချိန်တင် twin goal တွေ twin ထားခဲ့တာပဲခြေစွမ်းလည်းကောင်းတယ်ဒါပေမဲ့သူကကြာနည်းနည်းလေးတူးချင်းနာမည်ရအဲ့လောက်မထွက်ဘူးပေါ့နော်အခုတည်းလည်းကောင်းနေတာပဲအဲ့တော့ Harry Kane ပေါ်မှာရောဟုတ်ကအမြင်လေးပေါ့ Harry Kane ကိုအကိုတို့တတိထားမိတာဆိုရင်အင်္ဂလန်အတွက်လည်းသူအကောင်းဆုံးလုပ်ပေးခဲ့တာပဲဟုတ်ပါတယ် Euro 2ချိန်ဘိုလီဗဲတက်ခဲ့တယ် ကွာဖလာတစ်ချိန်စီမီရောက်ခဲ့တယ်ဒါသူ့လက်ထက်မှာဖြစ်ခဲ့တာသူအသင်းကောင်းဆောင်နေနဲ့ run ခဲ့တာပြီးတော့နှစ်တိုင်းလည်းအသင်းအတွက်အရေးပါတဲ့အခန်းကဏ္ဍနဲ့အသင်းရဲ့တိုက်စစ်ကိုလည်းမဟုတ်ဘဲနဲ့ချိတ်ဆက်ပြီးတော့ဒီမတူကွဲပြားတဲ့ကစားဟန်တစ်ခုကိုလည်းသူလုတ်ပြနိုင်ခဲ့ဒါတော့အခုအမြင်သူအသင်းဟောင်းစပါးမှာမော်ရီညိုစကင်နေတဲ့အချိန်မှာသူ့ရဲ့ကစားဟန်ပို့ပို့ပြီးတော့ရင်းကျက်လာလို့မြင်တာပေါ့အရင်တိုက်စစ်မှုစစ်စစ်ကနေချိတ်ဆက်မှုတွေပိုအားကောင်းလာဆိုတော့ဒီပိုင်းနဲ့ပတ်သက်ပြီး Harry Kane ရဲ့ကစားဟန်သူ့ရဲ့ အဲဒီကစားတဲ့စိတ်နေစိတ်ထားသူ့ရဲ့အတွင်းကိုနေပတ်သက်ပြီးညီလေးအမြင်လေးပေါ့ Harry Kane ကဒါဘယ်လိုပြောရမလဲ Bayern Munich ကိုရောက်တာနောက်ကျရလို့တော့ပြောလို့ရတယ်ပြောချင်တာဟိုအင်္ဂလန်မှာကန်နေတဲ့ Premier League Top Level မှာကန်နေဒါပေမဲ့ Tottenham Hotspur လို့ချန်ပီယံစုကိုမချိန်ချောက်နိုင်တဲ့အသင်းမှာကန်နေပြီးတော့ကစားနေရဲ့အချိန်မှာတော့ Harry Kane ရဲ့ ပုံစံအကိုးတွေတော့တွင်းတယ်ကစားသမားကောင်းနေတာတော့ဟုတ်တယ်ဒါပေမဲ့အကောင်းဆုံးစုဆိုတဲ့အခြေအနေစီသွားဖို့ပါ hurricane အများရန်ဘလို့မှဖြစ်လို့မရဘူးဖြစ်နေပြောချင်တာအသင်းနဲ့လည်းဆိုင်နေပါလို့ခုနစကားပြန်ပြောရင်အသင်းကကောင်းနေတကယ် level တစ်ခုမှရှိနေတဲ့အသင်းတစ်ခုမှသာဒီကစားသမားနဲ့ပေါင်းဆက်မိရင်ဒီထက်ပိုပြီးတော့ခက်မြန်မြန်ရှေ့ရောက်နိုင်ခဲ့တဲ့အသင်းနဲ့ကစားသမားပေါ့အခုကတော့အခုချိန်မှာမှဒါ ban minute လို့တကယ်ဂျာမန်ဒီထိပ်သီးအသင်းနဲ့မှပေါင်းဆက်ပြီးတော့ hurricane ကပြန်ပြီးတော့ဖြစ်လာတာဆိုတော့နည်းနည်းလေးတော့မှ hurricane ရဲ့ အကောင်းဆုံးပုံစံတွေ့လာတာနောက်ကျနေလားပေါ့နေနောက်ကျနေလားဆိုတော့သူရဲ့အကောင်းဆုံးပုံစံကျွန်တော်စွားမှာတောက်ချောက်တွေ့ခဲ့ရတယ်ဒါပေမဲ့လေစူဖလာအောင်မြင်မှုရပါရဲ့စူဖလာအောင်မြင်မှုရအောင်တူချင်းတစိမ့်တွေအရာရောပို့ပြီးတော့ပြည့်စုံတဲ့ Harry Kane ဖြစ်ကျွန်တော်တွေ့လာတာပေါ့အဲ့ဒီနောက်ပိုင်းမှာဘာတွေဖြစ်လာလဲဆိုတော့ twin goal တွေအများကြီးကပ်ပြီးတော့ပါလာတဲ့တရားဒီမှာဆိုရင်ဟော Bundesliga မှာဆိုရင်တပွဲလာပဲမသိဘူးမသိနိုင်တာကျန်တဲ့ပွဲတွေမှာ goal တွေတောက်ချောက်ရတယ် goal တွေဟိုတော်တော်ကိုကြောက်စရာကောင်းတဲ့ကစားသမားပါ Harry Kane ကလည်းပို့ပြီးတော့ကောင်းတာက Bayern Munich လို့အသင်းမှာကပြောချင်တာက ဘွန်ဒက်စ်လီဂါမှာကဘန်မြင့်တဲ့တင်းနဲ့ရှိတာတင်းနဲ့ရှိဆိုတာဘန်မြင့်ကိုဘယ်တင်းရမှလိုက်လို့မမီဘူးလိုက်လဲမီမှာလည်းမဟုတ်ဘူးပြီးတော့သူ့ပံမိုးနေတဲ့ကစားသမားတွေကတကယ်အိုလီစီတို့လိုကစားသမားတွေ DS လိုကစားသမားတွေမူစီယာလာတော့တန်ရရနဲ့ထားပါတော့တခြားသောကစားသမားတွေအများကြီးကသူ့ကိုဝိုင်းပံပိုးပံပိုးမိတဲ့အထဲမှာအတင်းအချိန်တွေရောသူနဲ့တွဲကစားနေတဲ့ကစားသမားတွေအချိန်တွေရောဟယ်ရီကိန်းရဲ့ပုံစံတဖြည်းဖြည်းပူပြီးတော့မှဟိုအသင့်အနေထားနဲ့ဟိုဂိုးသွင်းရုံပဲဒါပေမဲ့လည်းသူ့ရဲ့ function က तू ကဂိုးသွင်းတဲ့နေရာမှာရှိနေတာမဟုတ်အများကြီး ညရန်နောက်ကိုဆင်းပြီးကစားတဲ့အသင်းပေါ်ရင်းနဲ့ချိတ်ဆက်တဲ့ဒါက Harry Kane မှာရှိတဲ့ထူးခြားတယ်ဆိုရင်တခြားဘယ်တိုက်စစ်မှုမှလိုက်လို့ဖို့မလွယ်တဲ့ထူးခြားတယ်ဆိုရင်လို့ပြောလို့ရတယ်ပြောချင်တာအာလင်းဟာလန်လိုကစားသမားမျိုးကအသင်းတိုင်းလိုချင်တာဟုတ်တယ်ဒါပေမဲ့လည်းသူ့ကိုပံ့ပိုးနိုင်တဲ့ကစားသမားရှိမှဟာလန်လည်းအဆင်ပြေမှာဘာပေလို့ကစားသမားလဲထုံလီကောင်းမဲအာသူနဲ့ချိတ်ဆက်မဲ့ကစားသမားကောင်းနေရှိရင်ပို့ပြီးတော့အဆင်ပြေဟယ်ရီကိန်းကြတော့အဲ့လိုမဟုတ်ဘူး သူနဲ့ချိတ်ဆက်မယ်ကစားသမားမရှိလဲသူကိုယ်တိုင်ဟိုကကွင်းလိုက်ထိစင်ဘောလုံးစင်ယူတယ်ချိတ်ဆက်ပြီးသူကိုယ်တိုင်တိုက်စစ်ဆရတယ်သူကိုယ်တိုင်ပဲအဆုံးသတ်တဲ့ကစားသမားမျိုးဆိုတော့ဒီ၃ယောက်ထဲရှင်ကြည့်လိုက်မယ်ဆိုရင်တော့အဲ heavy gain လို့တိုက်စစ်မှုမျိုးကတိုက်စစ်မှုသီးသန့်ဆိုရင်တော့အတင်းတိုင်းလိုချင်တဲ့ကစားသမားမျိုးလို့ကျွန်တော်တို့ယူဆရတယ်ဒီအသည်ဘန်မျိုးနဲ့အတင်းထွက်ဒါပြိုင်ပွဲသူတို့မှာဂိုးရီတောက်လျှောက်ကြထားတဲ့ကစားသမားတို့အတွက်ပြီးခဲ့တဲ့ဘာပေတို့ဟာလန်တို့ထက်တောင်မှဂိုးပမာဏအရဆိုရင်ပို့ပြီးတော့ heavy gain ကများနေတယ်ဆိုတော့အာဒီယာဒီကတော့တကယ်ဖြစ်တဲ့ဖြစ်တိုက်တဲ့ ကစားသမားတွေအမှန်တကယ်လုတ်ပြနေတဲ့ယာစီတစ်ခုဖြစ်တာတော့ကျွန်တော်တို့ဘောလုံးပွဲကြည့်နေတဲ့ပရိသတ်တွေအတွက်တကယ်ကိုအားရစရာကောင်းတယ်ဟယ်ရီကိန်းကတော့လက်ရှိချိန်မှာဘန်မြူးနင်းနဲ့ဘွန်နစီကာမှာဘာမှအပြားမရှိတဲ့အခြေအနေတွေအတွက်ဘလွန်ဒီယောစုကိုချိန်ရွေးခြင်းနဲ့ဆိုရင်ချန်ပီယံလိပဲရှိတော့တယ် ချန်ပီယံလိမှာတော့တခုခုဘန်မင်းနဲ့လုတ်ပြနိုင်မယ်ဆိုရင်ပြီးတော့အာလာမယ့် World Cup မှာအင်္ဂလန်နဲ့အတူတူအဆင့်တစ်ခု level တစ်ခုလောက်ထိရမယ်ဆိုရင်တော့ Harry Kane ကိုကျွန်တော်တို့အများကြီးပို့ပြီးတော့မျှော်လင့်နိုင်ပြောချင်တာပြီးခဲ့တဲ့ Haaland တို့ Barbie တို့တဲ့ Harry Kane ကပို့ပြီးမျှော်လင့်လို့ကောင်းတာကလက်ရှိကစားသမားကလပ်ကောသူ့ရဲ့လက်ရွေးစစ်နိုင်ငံအသင်းရော PR Kane နဲ့အခြေအနေကဒီကျန်တဲ့ကစားသမားနှစ်ဦးထက်ပို့ပြီးတော့ Ballon d'Or ranking မှာထိပ်ရောက်နိုင်မယ်လို့ကျွန်တော်တို့ပို့ပြီးတော့ယူဆတဲ့ကစားနေတဲ့အသင်းအခြေအနေရနိုင်ငံရ ချစ်တွန်းနိုင်တဲ့အခြေအနေကြောင့်လူချင်းနေရဖြစ်တွန်းနိုင်တဲ့အခြေအနေကြောင့်ဟယ်ရီကိန်းအတွက်တခြားကစားသမားနှစ်ယောက်လောက်အများကြီး pressure မရှိဘူးလို့ကျွန်တော်ခန့်စားရတယ်ကိုမှန်ပါတယ်ဒါလီရဲ့တွားနေတဲ့ဒီအနေထားရဆိုရင်မှန်တယ်ဘိုင်းမြူနစ်ကသူ့လီမှာသူတသိန်းနဲ့ကြီးဆိုးထားတာဒေါ်မွန်တို့လည်းကြာနေပြီလီဗာကူစင်တို့ကလည်းပြန်ပြီးတော့အောက်ပြန်ရောက်လာပြီဆိုတာသူသူကဖြစ်နိုင်ခြေရပြန်ပတ်နေတဲ့ဂိုးတွေအများကြီးပူရနိုင်ခြေများတယ်ပြီးတော့ဒီအစီမှာထူးခြားတာကသူ့ရဲ့ကလပ်အသင်းကလည်းလက်ရှိချိန်ထိပွဲတိုင်းနိုင်တာ ပြန်ပွဲဆိုမှာကစားမကစားသမားပွဲတိုင်းနိုင်ထားတဲ့အသင်းကလည်းသူတသိမ်းပဲရှိတယ်။ဟာဟာလန်းကျတော့သူ့သူ့ဘက်ရေမောင်တန်းနေတဲ့အသင်းက၃သိန်းလောက်ရှိတယ်။မတိမ်မင်းအသင်းကနောက်ထပ်၃သိန်းလောက်ရှိတယ်ဆိုတော့ဒီလောက်ဂိုးတွေရနေတယ်ဆိုပေမဲ့ तू ကပိုကတ်ခဲတဲ့လိမာသူကစားနေတာဆိုတော့ရင်းရှင်းမှာဟယ်ရီကိန်းလောက်ဂိုးတွေအများကြီးရချင်မှရမယ်။ရချင်လဲရမှာပေါ့နော်ဒါတော့ကျွန်တော်တို့ဖြစ်နိုင်ခြေရအတွက်တာဘာပေကြတော့ဘာစီလိုနာတို့တီကိုတို့လို့သူ့ကိုကောင်းကောင်းရှင်းနိုင်တဲ့ပြိုင်ဘက်တွေနဲ့ကစားနေရတယ်။ပြီးတော့ तू ကလည်း ဟယ်ရီကိန်းလောက်တော့လည်းမချောင်ဘူးပေါ့နော်ပရီးမီးယားလိဂ်ထဲဆိုင်တော့လာလီဂါနည်းနည်းလေးတော့ပို့ပြီးတော့အခွင့်အရေးပိုများလို့ထင်တယ်အဲ့တော့နိုင်ငံရဲ့အမြင်လေးပေါ့နောက်ဆုံးအပိတ်အနေနဲ့ဒီကစားသမား၃ယောက်နဲ့ပတ်သက်ပြီးတော့ဘာထပ်ပြီးတော့ပြောချင်သေးလဲအဲဒီအမြင်လေးတွေထပ်ပြီးပြောပြပါဦး ဟိုကစားသမားတွေတဲ့ပေါ့ဒါဟာလန်ဆိုလို့ရှိရင်ကျွန်တော်တို့ကြီးခဲ့ဘူးသမီးကျွန်တော်တို့ဘောလုံးပွဲကြီးရဲ့ဒီတက်တန်းပေါ့နော်တိတ်တော့မရှိသေးပါဘူးဒါနှစ်20ကျော်လောက်အတော်တွင်းမှာဒါတိုက်စစ်ကစားသမားတွေတဲ့မှာတကယ်ဂျူသားပဲဟာလန်ကတော့တကယ်ဂျူသားလိုမျိုးပဲသူဂိုးမသွင်းတဲ့ဂိုးဂိုးသွင်းမထူးဆန်းတော့ဘူးဟာလန်တို့ကဒါဂိုးမသွင်းမှသူ့တို့ကထူးဆန်းတဲ့အရာမျိုးဒီလိုပဲ MRB ဆိုတာလည်းကျွန်တော်တို့တောက်လျှောက်တွေးခဲ့ရတဲ့အထက်မှာ MRB တခုမဟုတ်တခုလို့ရမှာတခုမှဒါဒီပွဲတစ်ပွဲမှာဂိုးသွင်းမဲ့ကစားသမားကိုကြီးမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီ Eagles ကိုမှပြောခဲ့ပါတယ်ဘာပြေးလွယ်ပြီးတခြားရွေးစရာမရှိ ပုံစံမျိုးအထိဘာပေးရဲ့လွှမ်းမိုးမှုကလည်းအရင်ကြီးတယ်ကျွန်တော်ကြည့်ခဲ့ရတဲ့မှာကစားသမားတွေထဲမှာဒါရိုနယ်ဒိုမက်ဆီအလွန်မှာဒီ MRB ရဲ့စွမ်းဆောင်ရည်ကလည်းလုံးဝထိတ်တန့်အစင်တော့လည်းပဲရှိတယ်။ Hurricane ကတော့ဒါအင်္ဂလန်ကုစားပြုတိုက်စစ်ကစားသမားတွေထဲမှာလုံးဝမထူးခြားပဲတမူထူးပြီးတော့အင်္ဂလန်ကုစားပြုကစားသမားတွေထဲမှာကျွန်တော်ကြည့်ခဲ့ရသမျှထဲမှာတော့ဒါအကောင်းဆုံးလို့ကျွန်တော်ကတော့ယူဆတယ် Hurricane ကိုဥမာဆိုလိုချင်တာအဲ အသင်းဒီနိုင်ငံကိုပြည်တွင်းလီမာကန်နေတဲ့ပရီးမီးယားလီမာတောက်လျှောက်ကန်ပြီးတော့ပုံစံကောင်းပြနေတဲ့ကစားသမားတွေကဒီပြည်ပထွက်လိုက်လို့ရှင်အင်္ဂလန်ကိုစားပြုကစားသမားတော်တော်များများရင်းရိုင်သွားတာများတယ်အဲ့ဒီထဲမှာဟယ်ရီကိန်းကသူ့ရဲ့ခြေစွမ်းကိုသူတတ်တမတဲ့ထိန်းပြီးတော့ယုံကြည်မှုရှိရှိနဲ့သွားတယ်အမှန်တကယ်တော့ဟယ်ရီကိန်းကဒီစပါးမှာထက်တော့အရင်ကောင်းနေတယ်လို့တော့ကျွန်တော်တို့မခံစားအောင်စပါးမှာကတော့သူကတော့ထူးထူးကြွကြွပဲရှိနေရတာပါဟိုဘက်မှာကျတော့ ကူဖို့သွင်းနိုင်တာသူ့ရဲ့ဒီပါတနာတွေကပိုကောင်းသွားတဲ့ပါတနာတွေဖြစ်သွားတယ်လီးစင်တန်းကြတော့လေတစ်ဖက်မှာသူတို့ကအရန်မြင့်နဲ့အသင်းဖြစ်နေတဲ့အတွက်သူ့အတွက်ကဟယ်ရီကိန်းကအရန်ပို့ပြီးတော့ကောင်းသွားတယ်ဘာဖြစ်ဖြစ်ဟယ်ရီကိန်းနဲ့ပတ်သက်ရင်တော့ကျွန်တော်ပြောတဲ့အတိုင်းပဲကျွန်တော်ကြီးခဲ့ဦးသမီးအင်္ဂလန်ကစားသမားတွေမှာအကောင်းဆုံးတိုက်စစ်ကစားသမားဆိုတော့ကျွန်တော်ကတော့အချွင်းချက်မရှိလက်ခံခြင်းနဲ့အဲဆိုတော့ဒီကစားသမားတော့ဒီနေ့မှာအပြိုင်ဖြစ်နေတာကတော်တော်လေးတော့ ကောင်းတယ်ကျွန်တော်တို့ဘောလုံးဝဲကြီးစုသူပြိတ္တတွေအတွက်သင်္ကိုးတွေပို့ပြီးမြင်ရတယ်ဒီကစားသမားတွေထပ်ပြီးတော့ဘယ်လောက်ထိသွားအောင်မလဲရိုနယ်ဒိုနဲ့မက်ဆီအလွန်မှာဒီဘောလုံးတီရောစုအတွက်ပြန်ပြီးတော့အားပြိုင်ကြမယ်ကစားသမားတွေကနည်းနည်းရတော့မဟုတ်တော့အစုဖွဲ့အင်အားတော်တော်လေးများလာပြီအရင်တော့ဆိုနှစ်ယောက်သုံးယောက်လောက်ပဲရှိတဲ့အခိုက်အတန့်နေပြီးတော့အခု၅ယောက်၆ယောက်နောက်ဆုံး၁၀ယောက်လောက်ထိကျွန်တော်တို့ရွေးချယ်ရမယ့်အပိုင်းတွေရှိလာပြီအဲ့ဒီထဲမှာတော့ခုနဥက္ကပြောတဲ့ထဲမှာပါပါလေကိုကိုစိုးကြီးပြောတဲ့ထဲမှာပါပါတယ်ဒါဟယ်ရီကိန်းကတော့ဒီလာမယ့်နှစ် တူချင်းစုတစိတ်တွေအတွက်တော့ပို့ပြီးတော့ညှော်လင်းလို့ရတယ်ကစားသမားဖြစ်နေတာပေါ့နော်။ဘာလို့လဲဆိုတော့ခုနပြောရတဲ့အတိုင်းပဲပွန်ဇယ်လီကာမှာကင်ရတယ်ကိုးရီပို့သွင်းလို့ရတယ်ပြီးတော့လက်ရှိဒီချန်ပီယံလိမှာဆိုလို့ရှိရင်လည်းတော်တော်လေးကောင်းတဲ့ဖောင်တစ်ခုရထားတယ်။ဒီအင်္ဂလန်အသင်းကဆိုလို့ရှိရင်လည်းတော်တော်လေးညှော်လင်းချက်အားကောင်းနေပြီနီးပြတူဟဲနဲ့တော်တော်လေးအဆင်ပြေနေတယ်ဆိုတော့ကလပ်သင်းရောနိုင်ငံသင်းမှာရောကစားရတဲ့ပြိုင်ပွဲရဲ့အတိုင်းမှာ Harry Kane ကအတွက်ကတော့ပို့ပြီးတော့အခြားသောကစားသမားနှစ်ဦးထက်ခေါင်းတလုံးလေးအနည်းငယ်ခေါင်းတလုံးမဟုတ်ရင်တော့မှအနည်းငယ်လေးသူ့အတွက်ကဟိုလမ်းလေးဖြောင်းနေတယ်လို့ကျွန်တော်ကတော့ပူခံစားရပါတယ်ဟုတ် ုတ်ကဲ့ပါအဲ့တော့ဒါဒီကစားသမား၃ယောက်စလုံးကဒီယာတီလက်ရှိသွားနေတဲ့ဂိုးသင်းနှုတ်ရဆိုရင်ဒီကြပေါ့ရာဒီကုံမှာ90နဲ့ထက်သွားလို့ရတယ်။ဒါတော်လားတချို့တချို့ပြိုင်ပွဲတွေက FIFA Club World Cup ကထက်တွေ့ရမှာမတွေ့ရဘူးဆိုတာဝိပါဒတွေ။မရာဒီစနေထွက်မယ်ဆို FIFA Club World Cup ကထွက်တက်စရာမလိုဘူး။ဒါပေမဲ့ဒီဘက်နှစ်လို့ယူဆရင်အဲ့ twin ကိုတွေပါထက်တယ်။ကိုသွင်းနှုံးကတယောက်3-4ကိုလောက်ထပ်ပူလာမယ်ဆိုဒီနှုံးတိုင်းသွားရင်တေချာတယ်55ကို52ကိုဝင်ကျင်လောက်သုံးအောင်လုံးရောက်နိုင်တယ်။နိုင်ငံအနေနဲ့ကြည့်မယ်ဆိုရင်တော့အခွင့်အရေးပိုများတာက Harry Kane တို့ဘာပဲတို့ကပိုများတယ်။သူတို့က နိုင်ငံမှာလည်းဒိတ်ဒိတ်ကျဲအသင်းတွေကစားနေရပြီးကမ္ဘာဖလားလိုပြိုင်ပွဲမှာလည်းချန်ပီယံစုချိန်ပြိုင်နိုင်တဲ့အဆင့်မှာရှိတယ်။ဟာလန်ကတော့ဒီလိုပြိုင်ပွဲကြီးတွေမှာတို့ကအခုမှတကြောပြန်ပြန်ကစားဝင်ရဖို့လုံးပန်းနေရတော့တို့ချစ်စပွဲအောင်နိုင်ကြီးဒီနှစ်ကအင်မတန်များတယ်တို့တို့ရဲ့လက်ရှိအစုဖွဲ့ကအောင်မဲဆိုရင်တော့ဒါမှမဟုတ်တို့ကြတော့ချန်ပီယံစုကိုမှန်းလို့ရတဲ့အနေအထားတိမရှိဘူးတော့ဒါရှေ့ချောက်ပြီးတော့နိုင်ငံနဲ့ချိန်ပြီးတော့ပြောတာပါအဲ့တော့ဒီကောင်းစင်နဲ့ပတ်သက်ပြီးတော့ညီလေးအနေနဲ့လည်းအပိတ်လေးပါလေးထပ်ပြီးပြောအောင်မလဲဟုတ်ကဲ့ပါဆိုတော့ကျွန်တော်တို့ဒါဒီယာဒီမှာဒီကစားသမားတွေခြေစွမ်းပြလာတာကြိုးစားပါတယ်ပို့ပြီးတော့ ျွန်တော်တို့သဘောကျတဲ့အချက်ကတကယ်ဖြစ်သင့်ဖြစ်တိုက်တဲ့ကစားသမားတွေကအမှန်တကယ်ကောင်းနေတာပို့ပြီးတော့ကျွန်တော်တို့ ဘယ်လိုပြောလဲချိန်နဲ့ချိန်နဲ့ဆရာပိုကောင်းတယ်ပြောချင်တာဟိုမမျော်လင့်ဘဲနဲ့ထပြီးတော့ကောင်းတဲ့ကစားသမားကိုပြောတာတဲ့ခဏတာကောင်းလာတဲ့ကစားသမားတွေထက်တကယ်ဟိုနှစ်ကာလအကြာကြီးတကယ်ဟို work class level ခြေစွမ်းပြလာတဲ့ကစားသမားတွေဒီဟာဒီမှာတစုတစည်းတွေတွေ့ရတယ်ဒီထူးထွက်လာတာကတော့အားရစရာကောင်းတယ်ရိုနယ်ဒိုမက်ဆီခစ်လိုမှာဒီကစားသမား၃ယောက်ဘယ်လိုပြောမလဲတကယ်ဟိုပုံစံကောင်းတစ်ခုနဲ့ထူးထွက်လာတာကအားရစရာကောင်းတယ်ပေါ့လေဆိုတော့ဘလွန်ဒီရောအတွက်ပြန်ပြီးတော့စဉ်းစားလိုက်မယ်ဆိုရင်ဒီကစားသမား၃ယောက်ထဲကတော့ ပြင်းမလို့လောက်ပါပြင်းမလို့လောက်ကိုကျွန်တော်တို့ထင်တာပဲဆိုဂိုးသွင်းအားပဲကြီးကြီးတခြားအောင်မြင်မှုပဲကြီးကြီးအသင်းရဲ့အခြေအနေအရပဲဒီကစားသမား၃ယောက်ထဲကပဲတရားရောက်ရသွားလိမ့်မယ်လို့ထင်တယ်ဆိုတော့ပြီးခဲ့ရာသီကအရန်ကောင်းခဲ့တဲ့ကစားသမားရဲ့တရားသီမှာတိတ်မလုပြနိုင်ဘူးအဓိကအဖြစ်ဒန်မီလီဆိုရင်ဘီအက်ဂျီမှာဒန်ဟန်ပြဿနာရဲ့လုံးပန်းနေရပြီးတရားသီမှာဘလို့မအဆင်ပြေဘူးနောက်ဆုံးပွဲမှာဆိုတော့ဒန်ဟန်ပြဿနာကြုံသွားဆိုတော့ဒီဟာသီမှာတော့ကျွန်တော်တို့ဒန်မီလီကိုမေးလိုက်လို့ရပြီလို့တော့မပြောလို့ရတယ်ပြီးတော့ဆာလာတို့လည်းလေဘောက်မှာတိတ်အဆင်မပြေတဲ့အချိန်ပြီးခဲ့ရာသီကအရန်ကောင်းခဲ့တဲ့လမိုင်းရာမဲတို့လည်းဘာစီလိုနာမှာတိတ်ပြီးတော့ဂိုးရီအများကြီးမရတဲ့အချိန်မှာတခြားကျွန်တော်တို့စဉ်းစားစရာကစားသမားတွေလည်းအများကြီး င်းမရှိပါဘူးဒီ၃ယောက်တည်းကပြင်းမလို့ဘူးလို့ကျွန်တော်တို့ထင်တယ်အခြေအနေရတော့ image အရတော့ဒီ၃ယောက်တည်းမှာဘာပေကအမြင့်ဆုံးဖြစ်နေလိမ့်မယ်ကဘာဖလာလေးရထားတယ်ကန်နေတဲ့မှာလည်းကန်နေရအသင်းမှာကန်နေရတာချန်ပီယံလိလို့ပြောင်းပွဲမှာဘာမှမလုပ်ပြနိုင်တဲ့ကစားသမားပြီးတော့ပြင်သစ်အသင်းနဲ့လည်းအခြေအနေကောင်းထားတယ်ဆိုတော့ image အရတော့ဘာပေကဒီကစားသမားရင်းနဲ့ရှင်လိုက်မယ်ဆိုရင်အဖြစ်နိုင်ဆုံးပဲရာသီကုန်းမသာဒီကစားသမား၃ယောက်ကမတိမ်မရင်အခြေအနေပေါ့ ောင်မြင်မှုမပြောသေးပဲနဲ့ဂူသွင်းနှုံးကမတိမ်မြဲအခြေအနေမှာရှိမယ်ဆိုရင်ပို့ပြီးတော့ကလပ်နဲ့ဖြစ်ဖြစ်နိုင်ငံနဲ့ဖြစ်ဖြစ်အောင်မြင်တဲ့ကစားသမားပို့ပြီးတော့ရသွားနိုင်ကြီးများတယ်။လက်ရှိချိန်မှာတော့ဘယ်ကစားသမားရမယ်ဆိုပြီးတော့ဟိုတစ်ပြေးနေရမျိုးတော့မရှိဘူး။ဘယ်ကစားသမားရရဒီနှစ်လာမဲ့နှစ်အတွက်ဘလွန်ဒီရောကတော့လုံးဝလိုတန်တရားကင်းကင်းနဲ့တကယ်ကို appreciate လုပ်ရမယ်ဘလွန်ဒီရောစုဖြစ်လိမ့်မယ်လို့ကျွန်တော်တို့ထင်တယ်။ဟုတ်ကဲ့ပါဒါအခုပြောနေတာကယာဒီရဲ့၄ပုံတစ်ပုံပဲရှိသေးပါတော့။သူတို့က၄ပုံတစ်ပုံမှာပွဲရည်အတွက်တဲ့နှစ်ဆလောက်ဂိုးတွေကအသွင်းပြနေတာဟုတ်။အဲ့ဒါကြီးက ဟိုဘောနော်ဟိုဘယ်လိုခေါ်လဲပြိုင်ပွဲစုံနေနေကြည့်မယ်ဆိုရင်ယာတီက၄ပုံတပုံသူတို့သွင်းထားတာအကုန်လုံးက90နဲ့အထက်တည်းရောက်နေပြီဆိုတော့တော်တော်ကြောက်စရာကောင်းတယ်အခုပြောနေတာ volunteer ကိုကောင်းစံနဲ့ပြောနေတာမဟုတ်ဘူးဟိုနားလည်မှုလွဲမှာဆိုလို့ဒီစားသမားတွေဒီနှုံတိုင်းသွားရင်တူချင်းစုတစ်စက်တွေပါသူတို့ပဲထိုးထွက်လာပြီးတော့သူတို့ပဲရသွားမယ်ဆိုတာကိုအခုတို့ရဲ့အမြင်လေးတွေကိုဒါ share လေးလုပ်ခဲ့တာဖြစ်ပါတယ်ကျွန်တော်တို့ရဲ့တင်ဆက်မှုကိုလည်းဒါညီကိုတွေသဘောကျလိမ့်မယ်လို့မျှော်လင့်ပါတယ်ညီကိုတို့ရဲ့အမြင်လေးတွေကိုလည်းကွန်မန့်မှာဝင်ရောက်ပြီးတော့အမှတ်ချက်ပေးနိုင်ပါတယ်နောက်လာမယ့်အစီအစဉ်တွေမှာ ထပ်ပြီးတော့ဆုံညင်ပါတယ်အခုလိုအချိန်ပေးကြည့်ခဲ့ကြတဲ့ညီကိုတယောက်ချင်းစီကိုကျေးဇူးတင်ပါတယ်